အမင်းအမင်းသားကျွန်တော်တို့ကဟောင်းမင်းသမီးဟောင်းဆိုပြီးစီကျွန်တော်ကကားတွေကကျွန်တော်တို့ကအရင်ကကားတွေကိုသွားပြီးတော့သွားမြင်တတ်တယ်ပေါ့နော်အဲ့အမြင်တွေကိုလည်းဒီကားထဲမှာကျွန်တော်တို့နည်းနည်းလေးပြောင်းလဲထားလိုက်မတူညီတဲ့အဲဒီဇက်ကောင်တွေနဲ့မတူညီတဲ့ဇက်ရုပ်ကလေးတွေနောက်ပြီးတော့မတူညီတဲ့ရသလေးတွေအဲ့လိုမျိုးလေးပေးကျင်တဲ့စိတ်ကာရက်တာ develop ကိုတော့ကျွန်တော်တို့ကအချိန်ချင်းဆွေးနွေးပြီးတော့လုပ်ထားတဲ့ဇက်ကားလေးပါ မော်ရုပ်ရှင်ထပ်နေပြီးတော့မှကျွန်တော်ရဲ့ဖူဖွေးရဲ့ဝင်းနေပြေရဲ့နောက်လူပညာရှင်ဒီကမော်မရအောင်ဒါပါဝင်ပြီးတော့လိုင်မဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့စာနေစဉ်ဒီမီဒီယာလေးဆက်ပွဲပေါ့နော်ဒီပွဲကိုကျွန်တော်အနေနဲ့တက်ရောက်ဖြစ်ပါကျွန်တော်တို့လူငယ်တွေနဲ့လူပညာရှင်တွေဒီလိုတောင်မျိုးစုံကပေါ့နော်ကျွန်တော်ပူပေါင်းဆောင်ရွက်ပြီးတော့အာဒီအကောင်းကောင်းမွန်တဲ့လူပညာတစ်ခုကိုဖန်တီးခြင်းနဲ့စိတ်ပါလာပြီးတော့ပိသက်စီကိုမတူညီတဲ့ အဲဒီဇက်ကောင်တွေနဲ့မတူညီတဲ့ဇက်ရုပ်ကလေးတွေနောက်ပြီးတော့မတူညီတဲ့ရတလေးတွေအဲ့လိုမျိုးလေးဖေးကျင်တဲ့စိတ်အဲဒါကြောင့်ဒီဒီ project ပေါ်မှာကျွန်တော်တို့ကအကုန်လုံးဟိုဘယ်လိုခေါ်မလဲ focus ထားပြီးတော့အလုပ်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 ရမယ့်ဇက်ကားလေးပေါ့နော်ဒါတော့ကျွန်တော်တို့ကြိုးစားကြိုးစားတလောက်ပေါ့နော်ဒါပရိသတ်ရဲ့အပိမှုကိုလည်းရနိုင်တဲ့ဇက်ကားလေးတကားလို့လည်းမြင်တယ်အားကြောင့်မလို့ဒီကားလေးကိုလက်ခံပြီးတော့လုပ်ပြနေတာပြင်ဆင်ထားမှုပိုင်းက character အပိုင်းကတော့အများကြီးမဟုတ်ဘူးဒါပေမဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အဲဘယ်လိုပုံလဲဒီ character character ရဲ့ဟိုဘယ်လိုပုံလဲ character develop ပြောရမှာပေါ့နော်အဲ character develop ကိုတော့ကျွန်တော်တို့ကအချိန်ချင်းဆွေးနွေးပြီးတော့လုပ်ထားတဲ့ဇာတ်ကားလေးဟုတ်တယ်ဇက်ရုပ်ရောဇလံရောဇညွန်ရောပေါ့အဓိကတော့ဒီသုံးခုဒါအရေးကြီးပါတယ်နောက်ပြီးတော့ဘယ်လိုပုံလဲအဲ့ပေါ့လေဇညွန်ပိုင်းပေါ့ဇညွန်ပိုင်းမှာကြာတော့ရတပိုင်းတွေရာလဲကျွန်တော်တို့ကဟိုကိုကဘယ်လိုရတမျိုးကိုပေးမလဲပေါ့နော်အဲဒီရတပိုင်းကိုလည်းကျွန်တော်တို့က မတူညီအောင်ဘယ်လောက်ထိကွဲပြားအောင်ကျွန်တော်တို့လုပ်နိုင်မလဲပေါ့။ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကအစ်စ်မဟုတ်တဲ့အခါကျတော့ကျွန်တော်တို့ကဘယ်လိုဖော်မလဲဆိုတော့ပြိတက်ကမြင်ဘူးနေတယ်တွေ့ဘူးနေတယ်တခါလေကျရင်ဟိုဟိုမင်းမင်းသားအစ်စ်မင်းသမီးအဟောင်းတခါလေကျရင်မင်းသားကကျွန်တော်တို့အဟောင်းမင်းသမီးအစ်စ်ဆိုရင်တော့အရင်ကျွန်တော်တို့ဟိုပြိတက်ကဟိုမြင်ဘူးနေကြပုံစံမဟုတ်ပဲမင်းသားအစ်စ်မင်းမင်းသားကျွန်တော်တို့က ဟောင်းမင်းသမီးအဟောင်းဆိုလို့ရှိရင်ကျွန်တော်ကကားတွေကကျွန်တော်တို့ကအရင်ကကားတွေကိုသွားပြီးတော့သွားမြင်တတ်တယ်ပေါ့နော်အဲ့အမြင်တွေကိုလည်းဒီကားထဲမှာကျွန်တော်တို့နည်းနည်းလေးပြောင်းလဲထားတယ်အဓိကတော့လူငယ်တွေဆိုတာကလည်းဒါတော်ပြီးသားလူတွေပဲလေအကုန်လုံးကပြည့်တတ်တယ်လက်ခံမှုရှိတယ်နောက်ပြီးတော့ဒီလိုနေရာမျိုးဒီရုပ်ရှင်ဇာတ်ကားတကားပေါ်မှာတရုပ်ဆောင်ခွင့်ရလာတယ်ဆိုတော့ကသူတို့ရဲ့စူးစမ်းအားထုတ်မှုရှိတယ်နောက်ပြီးတော့ဟိုပြည့်တတ်ရအပြည့်မှုရှိတယ်အခါရှိလို့ဒါဒီနေရာကိုသူတို့ဟိုရောက်လာတာပေါ့နော်ဆိုတော့ ဟိုဒါကလည်းသူတို့ရဲ့ကြိုးစားအဆောမှုတော့ရောက်လာတဲ့အခါကျတော့သူတို့ဒီဒီကားပေါ်မှာလည်းသူတို့ကြိုးစားမယ်ဆိုတာယုံကြည်ပြီးသားအဲယုံကြည်ပြီးသားအဲ့အတွက်ကြောင့်မလို့အများကြီးတော့မစိုးရိမ်ပါဘူးဒီကားကကျွန်တော်တို့ကဟိုဘယ်လိုဘယ်လိုခေါ်မလဲဆိုတော့ pre production မှာတော့ကျွန်တော်တို့အကုန်လုံးတွေ့ပြီးတော့ဟိုစကားပြောကြည့်ပုံအရတော့စက်ကောင်တွေကတော်တော်လေးကို chemistry မိပြီးတော့အဝင်ဝင်ကြဖြစ်နေတာတွေ့ရတယ်ပေါ့။အော်တွေ့ကြုံရပြောရမယ်ဆိုတော့အဲ့လိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ကားတကားက ဟိုပြိသက်စီကိုရောက်တဲ့ရခိုင်တော့ပုံများတာတွေ့ကြုံကြုံမှုတယ်ပေါ့ဆိုတော့ဒီကားလေးလည်းအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဘလူကုံလဲဆိုတော့အဲ့အဲ့အတွက်လဲဘလူကုံလဲဆိုတော့ကိုကိုကိုဟိုဘုံယူနေရာမျိုးတွေလည်းမဟုတ်ပါဘူးဘာဆိုတော့ကိုပုံမှာအဲ့လိုမြင်ပေးတဲ့အခါကျတော့ဘလူကုံလဲဆိုတော့လေဟိုကိုကလည်းစိတ်ကျဉ်တတ်မှုရှိတယ်ဆိုတာတစ်ခုအော်ကိုကြောင့်အာသူတို့မှာဒီ ဟိုဘောနော်အတူယူစရာတခုရှိနေတဲ့ခါကျတော့ကိုကိုကလည်းတခုခုအမားလုံးမယ်ဆိုရင်တော့မှဟိုဒီအသည့်တရားလေးရှိနေတဲ့ခါကျတော့မလုပ်ဖြစ်ဘူးဘောနော်ကို့အတွက်လည်းဒါတာဝါပြန်ဖြစ်သွားတယ်ပေါ့အဲဆိုတော့ဘယ်လိုခေါ်မလဲဆိုတော့လေဒါဟိုလူပညာလောကမှာတကယ်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြတ်တန်းရမယ့်ပုံစံတွေကဒါတကယ်တမ်းဆိုလို့ရှိရင်တော့ရေရှည်တည်တန်းဖို့နဲ့အဲကျွန်တော်တို့ဒီ အမှုပညာအပေါ်မှာသစ္စာရှိမှုကတော့ပိုအရေးကြီးတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်ဖို့အတွက်ခါကြတော့ကျွန်တော်တို့ကနေထိုင်မှုပုံစံတွေအသွားလာနေထိုင်ပြောဆိုရရလဲကျွန်တော်တို့ကတောင်းတနေရာနေပြီးတော့မှကျွန်တော်တို့ဒီအမှုပညာရှင်တွေရဲ့ဖြတ်သန်းမှုကိုကျွန်တော်တို့ကဟို boost လုပ်ပေးတယ်ပေါ့နော်အဲ့ခါကြတော့အဲ့လိုမျိုးခံစားမှုမျိုးပဲကိုကအဲဒီလိုမျိုးအဓိကတော့နေထိုင်မှုပုံစံကတော့စီကန်းတကြနဲ့စနစ်တကြနဲ့ကိုတောင်ဝန်ကိုကြည့်အောင်လုပ်တာပါပဲ true to true ကျွန်တော်တို့ကဟိုနေတာမျိုးတော့မဟုတ်ဘူးပေါ့နော် ါပေမဲ့နောက်နောက်ပိုင်းမှာကျတော့အဲ့ဒါကပုံမှန်လုံရုပ်လုံးစင်လောက်ရမဲ့ဟာကကျတော့အဲကျွန်တော်ကျွန်တော်အနေနဲ့ကကျတော့အဲ့ဒါကိုဟိုသတိထားပြီးတော့အများနဲ့နေနေတဲ့အခါကျတော့ခုအပေါ်မှာပို့ပြီးတော့ပေါ့နော်ဟိုသူကဒီလိုမျိုးပဲအဲကျွန်တော်တို့ပဲနေနေနေထိုင်ကြပါဆိုတဲ့ဟာမျိုးသူကဖြစ်နေတာပေါ့အင်းအဲ့ဒီအတွက်လည်းဟိုကိုကိုစိတ်ထဲမှာကိုပေါ့နော်တခုခုအမားလုံးမဲ့ကြရင်တောင်မှနည်းနည်းလေးစိတ်ထဲမှာလည်းသတိသတိလေးဝင်မိတယ်ပေါ့အဲ့ဒီအတွက်ကတော့ဒါ ပြန်လည်ကျေးဇူးတင်ရမှာပေါ့နော်ဟုတ်ဟုတ်တယ်ဟုတ်တယ်အဓိကတော့ကျွန်တော်တို့ကဟိုစီကန်းတကြအဲ့ရေစီကန်းကကြတော့ကျွန်တော်တို့ကလူတယောက်ရဲ့တန်ဖိုးကိုလည်းမြင့်မြင့်တက်သွားစေရလေဆိုတော့အဓိကတော့ဒီစီကန်းရဲ့တန်ဖိုးကြောင့်လည်းဖြစ်တာပေါ့အဲစနစ်တကျဘယ်လိုလဲတိဆောက်ထားတဲ့အရာတွေကဟိုသေတက်တက်နဲ့ပရိသတ်စီကိုရောက်တာပို့ပြီးတော့မြန်ဆန်တယ်လေအဲ့ဒီသဘောပါပဲ။အော်အဲ့ဒါကတော့ကျွန်တော်တို့ဟာဆက်ပြီးတော့မဖြစ်သေးပါဘူး။ လောလောဆယ် project တော့မရှိသေးပါဘူးလောလောဆယ်ဟုတ်ကဲ့ဟုတ်ကဲ့မျှော်လင့်ပါတယ်သူနေနဲ့လည်းဟိုအလုပ်လုပ်မယ်ဆိုရင်အမြဲတမ်းကြိုးစားနေပါတယ်ကွာစစ်စစ်တင်ပါတယ်